င်္ဂလာပါရှင်။တင်းင်းသားဤတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့မေလ20ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တင်းင်းသားဤတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကိုအပတ်စဉ်တင်းင်းလာနေကနေတောက်ကြနေအထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ ဒွေမျိုးနယ်ထီခီဒေသကိုကရင်မျိုးသားအစီယုံခင်းညူကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ထီခီနယ်ဆက်ကုံသွယ်ရေးကဲကိုဦးဆောင်လဲပန်းနိုင်ဖို့အတွက်ပြင်ဆင်နေတယ်လို့ခင်းညူပြောရေးဆိုခွင့်ရှိသူဘဒိုစောတော်နေကပြောပါတယ်။ထီခီနယ်ဆက်ဒေသကိုလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အတွက်ပါပြင်ဆင်ထားတယ်လို့ဘဒိုစောတော်နေကဆိုပါတယ်။လက်ရှိမှာထီခီနယ်ဆက်ဒေသကုံသွယ်ရေးအတွက်ပြင်ဆင်နေဆဲဖြစ်ပြီးလဲပန်းနိုင်မယ့်အချိန်ကာလကိုတော့ထုတ်ဖော်မပြောနိုင်သေးဘူးလို့သိရပါတယ်။ အိန္ဒိယမြန်မာနယ်စပ်မှာတမိုးခရံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၀ဦးကိုအိန္ဒိယစစ်တပ်ရဲ့လက်အောက်ခံအာသန်ရိုင်ဖယ်တပ်ဖွဲ့ကတပ်ဖြတ်ခဲ့တာနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်ဖို့ကြိုးစားနေတယ်လို့အန်ယူဂျီတာဝန်ရှိသူတွေက ဆိုပါတယ်အခုလ14ရက်မနေ့ပိုင်းကတမူးမြို့နယ်အာရှလမ်းမကြီးပေါ်ကကမ္မကြီးရွာနဲ့ထင်းစင်ရွာအကြားမှာနေဆက်စစ်စီရဲ့အတွက်မြန်မာဘက်ကျမ်းမှကင်းဆောင်နေတဲ့ PDF ရဲဘော်တွေကို အာတန်ရိုင်ဖယ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ တာဝန်ရှိသူတွေကတွားရောက်မေးမြန်းချိန်မှာတော့ PDF တွေကအိန္ဒိယနယ်ထဲကျူးကျော်လာလို့တိုက်ပွဲဖြစ်ပွားပြီးတိုက်ဆုံခဲ့တာလို့ဆိုကြောင်းသိရပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့အိန္ဒိယဘက်ကတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိနေပြီး လောလောဆယ်မှာသတင်းထုတ်ပြန်လို့မရသေးဘူးလို့ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကဆိုပါတယ်။ စစ်ကောင်စီဟာအကျဉ်းထုံတွေမှာအကျဉ်းသားတွေကိုအစားအသောက်တွေရှော့ချကျွေးမွေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။အကျဉ်းထုံအများစုကအကျဉ်းသားတဦးအတွက်တပတ်စာရိတ်ခါသတ်မှတ်ရမှာနင်းညထမင်း၁၄နက်ကျွေးမွေးဖို့အတွက်ကြက်ဦးတလုံးနှစ်လက်မအရွယ်၅အသားသုံးလုံးကို၄နက်စာသားပေးပြီးကြံရက်တွေမှာထမင်းနဲ့ပဲဟင်းအရေးကြီးကိုပဲကျွေးမွေးနေတာဖြစ်တယ်လို့သိရပါဗျ။ အကျဉ်းသားတွေဟာစားသောက်မှုမှာအသားရရှိမှုပမာဏညော့နယ်လာတာအာဟာရပြည့်ဝတဲ့အစားအသောက်တွေစားသောက်ခွင့်မရတာတွေကြောင့်ချိနဲ့ပြီးခန္ဓာကိုယ်အောက်ပိုင်းမလုံရှားနိုင်တဲ့ထောင်အခေါ်ဒုတ်ဆွဲရောဂါအဖြစ်များလာတယ်လို့ဆိုပါတယ်။တရဆောင်မြို့နယ်တောင်ကျောက်တိုင်နယ်ကဝင်းကဖော့ရွာနယ်ကြောက်အံရွာကြားကိုမနေ့ကမွန်လယ်ပိုင်းမှာစစ်ကောင်စီကဂျက်ဖရိုင်တာနဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ အဲ့ဒီနေရာတဝိုင်းမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအခုလိုဘုံကျဲချခဲ့တာဖြစ်ပြီးဘုံကျဲတက်ခတ်မှုကြောင့်လူထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ကနအူသိရပါဗျ။တနင်္သာရီမျိုးနဲ့ဗန်လမော့ကြေးရွာကိုစစ်ကောင်စီကအခုလ18ရက်နဲ့19ရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ပုံတိချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒရုန်းတွေကိုမော်တုံးရွာအခြေစိုက်စစ်ကောင်စီအမြောက်တပ်အမတ်306ကနေလွှတ်တင်ပြီးအခုလိုဘုံသီးရွေကျဲချနေတာလို့သိရပါဗျ။ဘုံသီးကျဲချတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူထိခိုက်သေးဆုံးမှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ကျောင်းသားလူငယ်တွေကိုပညာသင်ရေးအခွင့်အလမ်းရပိုင်ခွင့်တွေဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပြီးဒဝဲဒေသတွင်းအခြေစိုက်ဒဝဲပညာရေးအင်စတီကျူကိုဖွဲ့စည်းခဲ့လို့မနေ့ကထုတ်ပြန်ပါတယ်။ဒဝဲပညာရေးအင်စတီကျူကိုဒဝဲဒေသတွင်းကလူငယ်တွေစုစည်းပြီးဖွဲ့စည်းပုံအခြေခံစီမင်းရေးဆွဲပြဋ္ဌာန်းနိုင်တဲ့ဇွန်လ15ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မဖွဲ့စည်းမီကာလာမှာလည်းအချင်းချင်းကြားကြေးလဲအောင်ဆွေးနွေးခဲ့ကြပြီးဒေတာတွင်နဲ့ဒေတာပြင်ပကလူပုတ်ကို အဖွဲ့စည်းတွေရဲ့အကြံဉာဏ်တွေလဲရယူခဲ့တယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။